မင်္ဂလာပါရှင်စမ်းချောင်းမြို့နယ်စမ်းချောင်းလမ်းထဲမှာတည်ရှိတဲ့စမ်းချောင်းကားရဲ့ resident ကိုဘယ်လိုအဖွဲ့အစည်းတည်ဆောက်ထားတယ်ဘာ facility တွေပါဝင်ပြီးတော့အခန်းအရာတွေဘယ်လောက်ရှိရယ် အကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။စံချောင်းကားရဲ့ resident ဆိုရင်တော့ GMA 2A ကခတ်ပေါ်မှာတိဆောက်ထားတာဖြစ်ပြီးတော့ပဂိုရာ view building, main building နဲ့ vehicle service apartment building ဆိုပြီး building သုံးခုနဲ့တိဆောက်ထားပါတယ်။ပဂိုရာ view building ရာဆိုရင်တော့7လွှာအမြင့်ရှိပြီးတော့တလွှာမှာ3ခန်းပါဝင်တဲ့အပြင်ပတ်ဟောက်တစ်ခန်းပါဝင်တာကြောင့်စုစုပေါင်းအနေနဲ့34ခန်းရှိတဲ့ building တစ်ခုလည်းဖြစ်ပါတယ်။မိမိတွေရဆိုလို့ရှိရင်လည်း7လွှာမြင့်ပြီးတော့တလွှာမှာ28ခန်းပါဝင်တဲ့အပြင်ပတ်ဟောက်မှာ12ခန်းရှိတဲ့အတွက် စုစုပေါင်းခန်းရေအတွက်320ရှိရဲ့ဘေးရင်တစ်ခုပဲဖြစ်ပါတယ်။ဝီဟီတက်စာပေအပမဲ့ဘေးရင်မှာဆိုရင်တော့7ဒေါ်လာမြင့်ပြီးတော့တက်လွှာမှာ၄ခန်းပါဝင်ပါတယ်။ပတ်ဟောက်ခန်းအနေနဲ့နှစ်ခန်းပါဝင်တာကြောင့်စုစုပေါင်းခန်းရေအတွက်46ခန်းရှိရဲ့ဘေးရင်တစ်ခုပဲဖြစ်ပါတယ်။ဆိုင်ကြောင်ရဲ့ resident ရဲ့ building သုံးခုလုံးမှာဆိုရင်တော့ basement နဲ့ ground ကတော့ car parking area ပဲဖြစ်ပါတယ်။အဲဒါကြောင့်ဒီဆိုင်ကြောင်ရဲ့တစ်ခုလုံးမှာဆိုရင်တော့အခန်းစုစုပေါင်း400ရှိပါတယ်။ဆိုင်ကြောင်ရဲ့ resident ရဲ့ကျန်းတဲ့အကြောင်းအရာတွေကိုတော့နောက် video မှာဆက်လက်တိရှိပေးပါနော်။